ကဲဒီညတော့ update version 3.8ရဲ့နောက်ဆုံးညပဲဖြစ်ပါတယ် update တဲ့ event တွေကတော့သွားလိုက်လာလိုက်နဲ့ဒီလိုပါပဲဒါပေမဲ့ old wrangle ဘယ်တော့ပြင်လာတော့မလဲဆိုတော့ဘာမှမသေးကြတော့ပါဘူးဗျာ PUBG Mobile စထွက်ခဲ့တုန်းကတွေ့မြင်ခဲ့ရတဲ့ old wrangle ကိုကြည့်မယ်ဆိုရင်တော့9နှစ်ပြည့်ရောက်မှ PUBG Mobile ဘက်ကနေ game ထဲမှာပြန်ထည့်ပေးတာမျိုးရှိပါတယ်9နှစ်ပြည့် anniversary အနေနဲ့ထည့်ပေးတယ်လို့ပြောတဲ့နေရာမှာ event ကြောင့်ထည့်ပေးတယ်လို့ပြောဝင်လဲမမားပါဘူးဘာလို့လဲဆိုတော့ဒီတစ်ခါ theme mode ကိုကြည့်ရမယ်ဆိုရင်တော့ reversal နောက်ပြန်ဆုပ်တဲ့ theme mode ပဲဖြစ်ပါတယ်9နှစ်ပြည့် anniversary လည်းဟုတ်တယ်နောက်ပြန်ဆုပ်တဲ့ ီးမိုးလေလာထားတယ်ဆိုရင်တော့ဒီအချိန်က PUBG Mobile အတွက် Only Rangle လို့ထည့်ပေးဖို့အကောင်းဆုံးအချိန်ဖြစ်ခဲ့တာမျိုးရှိပါတယ်။ဒါကြောင့်လည်း PUBG Mobile ဘက်ကနေ Only Rangle လို့ Only Vic တို့ပြန်ထည့်ပေးခဲ့တာမျိုးရှိပါတယ်။မြေပုံတစ်ခုလုံးမဟုတ်ပေမဲ့လည်းနေရာတချို့မှာ Only Rangle တွေ့မြင်ခဲ့ရတာမျိုးရှိပါတယ်။ Livic မှာကြည့်ရမယ်ဆိုရင်လည်း Old Mistain ပြန်တွေ့မြင်ခဲ့ရတာမျိုးရှိပါတယ်။ဒီညတော့နောက်ဆုံးညပဲဖြစ်ပါတယ်။ငွေကြေးတော့အနေနဲ့ Only Rangle လို့ Old Mistain တို့သွားမလေရသေးဘူးဆိုရင်တော့သွားလေဖို့ကျွန်တော်ပြောလိုပါတယ်ဗျ။မနေ့ပြန်ငွေကြေးတော့သွားလေခြင်းနဲ့ဆိုရင်တော့မှသွားလေလို့ရမှာမဟုတ်တော့ပါဘူးဗျ။ဘယ်တော့ပြန်လာမလဲဒါလေးဘာမှ confirm ောင်းမရှိပါဘူးဗျာဒါကြောင့်တငယ်ချင်းတို့အနေနဲ့လက်ရှိပေါ့ဗျာဒီ old layer တွေကိုပြန်သွားပြီးမှတစ်ချိန်လုံးက memory တွေကိုပြန်ပြီးရှင်သန်ကြည့်ဖို့ကျွန်တော်ပြောလိုပါတယ်ဗျာဒီမှာတငယ်ချင်းတို့အနေနဲ့တစ်ချိန်လုံးက memory တွေကိုကောင်းကောင်းပြန်ပြီးမှသတိရကြမယ်ဆိုတာသိကြပါတယ်ဒီညကတော့တငယ်ချင်းတို့နဲ့အတူ old irangle ရှိမဲ့နောက်ဆုံးညပဲဖြစ်ပါတယ်ဒါကြောင့်ကောင်းကောင်း enjoy လုပ်ဖို့ကျွန်တော်ပြောလိုပါတယ်ဗျာနောက်တစ်ခုကတော့တငယ်ချင်းတို့ဒီ update version 3.8နဲ့ပတ်သက်ပြီးမှ achievement mission တွေဘာတွေမဖြစ်ရသေးဘူးဆိုရင်လည်းဒီညနောက်ဆုံးထားကြီးဖြစ်ရမှာဖြစ်ပါတယ်မနေ့ပြန်ဆိုရင်တော့ဒီ event mode လည်းပျောက်သွားမှာဖြစ်ပါတယ်အချိန်မဲ mission တွေလည်းဖြည့်လို့ရမှာမဟုတ်ပါဘူးဗျာဒီအချိန်မဲ mission ဖြည့်နေတဲ့ ပတ်သက်ပြီးမှလည်းကျွန်တော်ဗီဒီယိုတင်ထားပေးတာရှိပါတယ်မဖြေရသေးဘူးဆိုရင်တော့ဗီဒီယိုကြည့်ရင်မှဖြေဖို့ကျွန်တော်ပြောလို့ပါတယ်ဗျ နောက်တစ်ခုကတော့ Matic Forge နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်လက်ရှိသွားနေတဲ့ Matic Forge မှာကြည့်ရမယ်ဆိုရင်30ရာခိုင်နှုန်း50ရာခိုင်နှုန်း discount တွေ့မြင်ရတာမျိုးရှိပါတယ်။ဒါပေမဲ့မနေ့ပြန်လာမယ် Matic Forge မှာဒီလိုပုံစံ discount တွေ့မြင်ရမလားမတွေ့မြင်ရအောင်လားဒါနဲ့ပတ်သက်ပြီးမှလည်းဘာမှ confirm မရှိပါဘူးဗျ။ Boundless ရော7 anniversary အနေနဲ့ဒီ update မှာ PUBG Mobile ဘက်ကနေဒီက discount feature ကိုထည့်ပေးတာဖြစ်နိုင်ခြင်းများတာဖြစ်ပါတယ်။မနေ့ပြန်လာမယ် Matic Forge မှာတော့ဒီက discount feature ပါလာဖို့ဆိုတော့အခွင့်အလမ်းတော်တော်လေးကိုနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒါနဲ့ပတ်သက်ပြီးမှဘာမှ confirm မရှိပါဘူး။ဒါကြောင့်တကယ်ချင်းတော့အနေနဲ့ discount ရတော့ Matic Forge ထဲမှာကိုကြိုက်တဲ့ item တွေရှိတယ်ဆိုရင်တော့ဒီနေ့ပဲနောက်ဆုံးထားအိမ်မှာဝယ်ဖို့ကျွန်တော်ပြောလိုပါတယ်နောက်ဆုံးကျတော့ဒီက discount ကိုတွေးမြင်ရအောင်တွေးမြင်ရပါလိမ့်မယ်ဒါပေမဲ့လည်းကျွန်တော်အမြင်အပြောရမယ်ဆိုရင်တော့တွေးမြင်ရနိုင်ခြေတော်တော်လေးကိုနည်းတာဖြစ်ပါတယ်တပတ်ခါ matic force လာပြီဆိုရင်တော့တေချာပေါ့ဖို့ရတည်ရမှာဖြစ်ပါတယ် okay ဒါဆိုတကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်အခုပေါ်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျအခုပဲသွားပြီး old rangle လို့ old mistain ကို enjoy လို့ဖို့ကျွန်တော်ပြောလိုပါတယ်ဗျဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအ ားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။